အလုံးမင်္ဂလာပါစဝါရီสပ်အာကျမရဲ့နာမည်ကတော့နန္ဒာအေးဖြစ်ပါတယ်ကျမတို့အတင်းတော်ကတော့အโร b c ကซีบีซีจะมาာက်နော့ဘက်မွန်တောင်ကအတင်းတော်တစ်าါးဖြစ်ပါတယ်สวัสดีค่ะอาจารย์ชื่ออาจารย์นันดานะคะ อยู่ที่คริสต์แห่งนิมิตของบ้านเมืองทองนะคะอาอมุรอมเนี่มาปาวินาก็รออ่าจมเยดีมีด้านสุเบกราวงานอีกย่างเปียวมาพอนาะ ကျမဖေကတော့ဒီဗုဒ္ဓဘာသာ background ကလာလာဖြစ်တယ် strong buddhist ဖြစ်တယ်ကျမအမိသားကတော့ကျမအမိကတော့ christian ဖြစ်တယ်ပေါ့နော်ဆိုတော့အမိဘနပါကနေပောက်ခွာလာတယ်အာကျမတို့ငယ်လေးတုန်းကတော့တိတ်ပြီးတော့ဒီဘာသာကြီးအကြောင်းကိုတော့တိတ်မသိဘူးပေါ့နော်ဒါပေမဲ့ အဲ့လိုပဲအမေတွေဖျားချောင်းသွားရင်ကျွန်တော်တို့လိုက်သွားတယ်ဖေဖုံးချောင်းသွားရင်လည်းအဲကျွန်တော်တို့လိုက်သွားတာပဲဒါမဲ့တနေ့တော့ကျွန်မဒီ salvation class ပေါ့နော်ဒီ academic နဲ့ပတ်သက်တဲ့သင်တန်းတစ်ခုတက်ပြီးတဲ့အခါမှာ the crypto ကိုကျွန်မရဲ့ key device ဖြစ်ယုံကြည်လက်ခံပြီးတဲ့အခါမှာကျွန်မနှစ်ချင်းမင်္ဂလာခံယူတယ်ပြီးတဲ့အခါမှာအဲ့ဒီဖျားကိုပဲတစ်သက်လုံးကျွန်မဘဝအတ္တတာထဲမှာပြီးတော့ယုံကြည်လက်ခံမယ်ဆိုပြီးတော့မှနော်ခေါ်ဖိတ်ပြီးတော့မှကျွန်မဘဝတစ်ခုလုံးပြောင်းလဲသွားတယ်အဲ့ဒီအချိန်ကစပြီးတော့မှကျွန်မအသက် นัစ်ဆယ်လောက်ကနေစပြီးတော့าှပေါ့နော်ยาရာมသခင်ရမှုတော်မาတ်ထဲမှာပါဝင်ခဲ့တာဖြစตอนเด็กๆนะคะคุณพ่อถือศาสนาพุทธแล้วก็คุณแม่ถือศาสนาคริสต์นะคะ ตอนเด็กๆไม่ได้คิดถึงเรื่องอะไรมากเกี่ยวกับศาสนาถึงเวลาก็ไปกับคุณพ่อที่วัด แล้วก็ถึงวันอาทิตย์ก็ไปกับคุณแม่ที่โบสถ์นะคะ แต่ว่าพอโตมาได้เรียนเกี่ยวกับความรอดนะคะ พอได้เรียนเกี่ยวกับความรอดเสร็จแล้วก็รู้จักพระเจ้า ก็เลยต้อนรับพระเยซูเป็นพระเจ้าในชีวิตตอนอายุ 20 ก็เริ่มทำงานในงานพันธกิจนะคะ အာဖျားတခင်ရဲ့အကြံစီနဲ့လူရဲ့အကြံစီကမတူပါဘူးလို့ကျွန်မအဖေက Buddhist strong Buddhist ဖြစ်တဲ့အတွက်ကြောင့်သူကကျွန်မကိုအဲ့လိုမျိုးပေါ့နော်ဗုဒ္ဓဘာသာထဲမှာတကယ်ဟာကြီးမားစွာပေါ့နော်သူနဲ့အတူဟာပါဝင်ဖို့အတွက်သူကရည်ရွယ်တယ်မျောလင့်တယ်ဟာဒါပေမဲ့ဖျားတခင်ကဟိုးကျွန်မမမွေးခင်ကလေးကကျွန်မကိုနာမည်နဲ့တကွာမှတ်သားထားသလိုကျွန်မကိုရွေးချယ်ထားတာဖြစ်တဲ့အတွက်ကြောင့်ဟာကျွန်မဒီတကယ်ပဲအဲ့နော်ယေရှုခရစ်တော်ကိုဟာနော်ကျွန်မကြားဘူးတာလည်းမဟုတ်ဘူးဘာသာရေးကြောင့်လည်းမဟုတ်ဘူးခရစ်တော်ကိုနှလုံးသားထဲမှာတကယ်ပဲယုံကြည် က်ခံนဲ့အခါမှาကျွန်မတက်တာပြောငตัวบသွားပြาးတော့မှတม်ุပဲအမှုတော်မြတ်ထဲမှာပါဝင်ခဲ့တာဖြစความคิดของพระเจ้าแล้วก็ความคิดของมนุษย์ต่างกันนะคะที่จริงแล้วคุณพ่อเนี่ยเป็นคนที่ ถือศาสนาพุทธเคร่งมาก แล้วก็มีความตั้งใจสูงมากที่อาจารย์เองเนี่ยจะได้ทำงานเกี่ยวกับศาสนาพุทธนะคะ แต่ว่าอาจารย์เองไม่ได้คิดอะไรมาก แต่ว่าพอต้อนรับพระเยซูในชีวิตแล้วเนี่ยรู้สึกความเปลี่ยนแปลงในชีวิต แล้วก็มีจิตสังนึกที่ต้องการรับใช้พระเจ้าอะคะ่ะ အာကျွန်မအသက်22နှစ်ကစပြီးတော့ full time minister အနေပေါ့နော်။ဟာမှုရမြတ်ထဲမှာပါဝင်ခဲ့တယ်။အသက်24နှစ်မှအိမ်အောင်ကြပြီးတော့မှကျွန်မတို့အရင်ဦးဆုံးပေါ့နော်မြန်မာပြည်မှာကျွန်မတို့မိဘမဲ့နော်ကလေးတွေကိုကျွန်မတို့ပြုစုတဲ့လုပ်ငန်းကိုစခဲ့တယ်။အဲ့ဒီမိဘမဲ့ကလေးတွေထဲမှာ HIV ကလေးတွေပါတယ်။ပြီးတဲ့အခါမှာကျွန်မတို့ဒီ Mercy Foundation အနေနဲ့ပေါ့နော်မြန်မာပြည်မှာကျွန်မတို့တကယ်ပဲတရားဝင်အနေနဲ့လှုပ်ဆောင်ခဲ့တယ်။အဲ့ဒီမှာကတော့မုံဆိုးမတွေ HIV ရောဂါတွေပြီးတဲ့အခါမှာသူများ ွန့်ပစ်ထားอဲ့พဖိုးဖွားတွေနေစရာမဲ့တဲ့ကလေးတွေအဲ့လိုအငယ်ဆုံးတော့သူတာသနာပြုခြင်းလုပ်ငန်းနဲ့ church plan တွေဟာဒီလိုလลပ်ငန်းကိုဟာကျွန်မအကောင့်ထဲပို့ပြီးตอนอายุ20นะคะเริ่มทำงานในงานพภาธกิจของพระเจ้าแต่ว่าพออายุ 22เนี่ยทำงานในพันธกิจเต็มเวลาแล้วนะคะ แล้วก็อายุ 24 แต่งงานนะคะ แต่งงานเสร็จแล้วก็เปิดมูลนิธินะคะ ที่ย่างกุ้งนะคะ ที่ดูแลเด็กแล้วก็ดูแลผู้เฒ่าผู้แก่ แล้วก็ดูแลคนไข้ที่มีโรค HIV นะคะ แล้วก็เปิดบทต่างๆด้วยนะคะ အာဒီကိုဘယ်လိုရောက်လာလဲဆိုတော့အာ2021ပေါ့နော်အာအောက်တိုဘာလကစပြီးတော့မှကျတော့ဒီနိုင်ငံရေးအခြေအနေတခုခုကြောင့်ပေါ့နော်ကျတော့ပရာဟီတာလုတ်တယ်အဲလိုမျိုးတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ထွက်ပြေးရတယ်ပေါ့နော်အဲလေကိတ်ကော့ကိုရောက်တယ်အဲဒါပေမဲ့ဘုရားသခင်ယေရှုတော်ကြောင့်အာဘုရားကတဆင့်ပြီးတဆေပို့ဆောင်ပြီးတဲ့အခါမှာဒီလိုစစ်တေဖြစ်ပြီးတော့မှပြေးရင်လွားရင်နဲ့ပဲဒုက္ခတွေအများကြီးအဲကြော်ဖြတ်ပြီးတော့မှပဲဘုရားသခင်ပို့ဆောင်ခြင်းတဲ့တဲ့ရောက်ဒီမဲဆောက်ကိုရောက်လာတာဖြစ်တယ်မဲဆောက်ကို ိုရောက်လာတာကျွန်မတို့ဒီကိုရောက်လာတာငားလာပဲရှိသေးပါတယ်လို့အာကျွန်မဒီမှာဘောနော်ဒီလိုအသေးတော်မှာလှုပ်ဖို့တလုံးဝအစီအစဉ်မရှိဘူးဒါပေမဲ့အာဖျားခက်ဒီကိုရောက်လာတဲ့အခါမှာကျွန်မတို့ဒီပတ်ဝန်းကျင်မှာဘောနော်ကျွန်မတို့မြန်မာလူမျိုးစီးရင်သားတွေအများကြီးတွေ့ရတယ်နေစရာမဲတဲ့သူတွေတွေ့ရတယ်ကျောင်းမင်းနေနိုင်တဲ့ကလေးတွေတွေ့ရတယ်ဒါကြောင့်ဒီမှာရောက်တဲ့အခါမှာစပြီးတော့မှဖျားရဲ့အင်္ဂလိပ်ဒင်းစကားကိုဝေငါပြီးတော့မှဒီနေရာမှာအသေးတော်လေးတစ်ပါးကိုဆက်ပြီးတော့မှအစာဖြူဝင်ကိုဖျားတင်ပေးခဲ့တာဖြစ်တယ်တဲ့ဘောเดือนตุลาคมคริสต์ศักราช 2021 นะคะ ได้หนีจากย่างกุ้งเป็นเพราะว่าต้องหนีทหาร เพราะว่าทำงานในการช่วยเหลือ คนเนี่ยมีปัญหาค่ะก็เลยต้องหนีตอนแรกๆ ก็มาอยู่ที่ลีกิกรอนนะคะ เสร็จแล้วก็อยู่ไม่ได้แล้วเกิดการสู้รบ แล้วก็หนีมาที่แม่สอดแล้วก็ไม่ได้ตั้งใจเลยว่าจะเปิดโบสถ์หรือว่าจะทํางานในพันธกิจที่เป็นคริสตจักรนะคะ ไม่ได้คิดเลย แต่ว่าพอมาถึงจริง ๆ เห็นคนมากมายลำบากนะคะ แล้วก็ไม่ได้รับความรอดนะคะ ก็เลยมีพระใจที่จะเริ่มทำงานเกี่ยวกับการเล่าข่าวประเสริฐ รณ์นะคะเสร็จแล้วก็มาเป็นบทนะคะ အာအမန်ကယ်တော့ဗောနော်ဒီမဲဆောက်ထိုင်းနိုင်ငံဆိုတာကကျွန်မသိချရတဲ့နိုင်ငံနဲ့မြို့ရွာလေးဖြစ်တယ်။ဘာကြောင့်လဲဆိုတော့နှစ်တိုင်းတစ်နှစ်တစ်ခါအမြဲတမ်းဒီမှာကျွန်မ prayer conference လာလုပ်တယ်ဗောနော် GMF prayer conference ကိုကျွန်မဒီကိုနေ့တိုင်းလာတယ်။အာဒီထိုင်းနိုင်ငံအတွက်ငွေကြေးပြီးဆူတောင်းပေးတယ်။မဲဆောက်မှာမြို့ပတ်ပြီးဆူတောင်းတယ်။အာပြီးတဲ့အခါမှာဒီမဲဆောက်မှာဗောနော်အသင်းတော်တွေ revival ဖြစ်ဖို့အတွက်အမြဲတမ်းဆူတောင်းခဲ့တယ်။ဒါပေမဲ့အာဗောနော်ဒီလိုမျိုးမဲဆောက်မှာအခြေချပြီးဒီလိုမျိုးအသင်းတော်နဲ့အကြည့်ရမယ်လောက်ရမယ်ဆိုတော့တခါမှမစ င်စားဘူးဗောနော်ဒါပေမဲ့ဘုရားခင်အစံကြီးကြောင့်ဒီနေရာကိုရောက်ရှိလာတဲ့အခါမှာတကယ်ပဲဗောနော်ဘုရားရဲ့အမှုတော်မျိုးမှာပါဝင်ခွင့်ရတဲ့အကြောင်းအရန်ပဲဘုရားรักประเทศไทยโดยเฉพาะเมืองแม่สอดมาก แล้วก็เมื่อก่อนเนี่ยมาแม่สอดทุกปีปีละสองครั้ง เดินรอบๆแม่สอดแล้วก็อธิษฐานเผื่อเมืองแม่สอดคนในเมืองแม่สอดนะคะแล้วก็ทุกปีจะ จะทํางานเล่าข่าวประเสริฐผ่านการร้องเพลงสรรเสริญพระเจ้านะคะมีความผูกพันกับแม่สอนมากนะคะแต่ว่าไม่เคยคิดเลยว่าจะมาอยู่แม่สอนแล้วก็จะมาตั้งคิสจักรอยู่ในแม่สอนนะคะအာကารတို့ဒီကိုရောက်ဆုံးရောက်ရှိတาာ့ငါเนาะပေါารော်ကျမတို့မိသားစုလေးပဲရှိပါတယ်ကျမတိုเပေါ့နော်6ယေ အရင်ဆုံးရောက်တာဖြစ်တယ်။အဲဒီကနေမှတဖြည်းဖြည်းနဲ့ဘုရားသခင်ကပေါ့နော်လူတွေပို့ဆောင်ပေးခြင်းအဖြစ်အကျွန်တော်တို့ဒီမှာခလေးတွေပေါ့နော်ဒီရောက်ကမှရှိတဲ့ခလေးတွေအယောက်60ကျော်အကျွန်တော်တို့စာသင်ခွင့်ရတယ်။အခုဆိုကျွန်တော်တို့ဒီမှာ Discipleship School တွေကျွန်တော်တို့ Nursing Training School တွေပြီးတဲ့အခါမှာ Bordering School တွေပေါ့နော်လက်ရှိဒီမှာကျွန်တော်တို့ဒုတိယနေထိုင်တဲ့မိသားစု80ရှိတယ်။အပတ်စဉ်ပတ်စဉ်တိုင်းလာရောက်ဝတ်ပြုပို့ခဲ့တယ်။သူတွေကတရာကျော်ပေါ့နော်အဲတရာကျော်ရှိတာဖြစ်တယ်။အာပြီးတဲ့အခါမှာသာသနာခွင့်အနေနဲ့ကတော့ကျွန်တော်တို့သာသနာခွင့်နှစ် ခုပေါ့နော်တိုးချက်နေပါတယ်အဲ့ဒီသာသနာခွင်မှာလည်းအာပေါ့နော်အဲ့ဒီကမိသားစုတွေမယုံကြည်သူတွေလည်းလာရောက်ပြီးတော့ဒီမှာဝတ်ပြုကိုခွဲကြတယ်ကျမတို့ Sale Group အနေနဲ့ကတော့ညတိုင်းမှာကျမတို့ home visit ပေါ့နော်အဲ့ဒါလေးတွေကျမတို့လုပ်တာရှိတယ် Sale Group အနေနဲ့လည်းကျမတို့အပတ်စဉ်တိုင်းမှာပေါ့နော်ကျမတို့တပတ်မှာ9ခုလောက်တော့ကျမတို့ Sale Group ရှိပါတယ်ตอนนั้นแหละมาถึงนะคะมีแค่สมาชิกครอบครัว6คนนะคะตอนนี้อยู่ได้5เดือนแล้วนะคะตอนนี้เนี่ยมี การอบรมเกี่ยวกับผู้เชื่อใหม่นะคะ ก็มีการอบรมเกี่ยวกับปฐมพยาบาลด้วยนะคะ คนที่เราไปเล่าเขาประเสริฐประจำเนี่ยมีประมาณ 200 คนนะคะตอนนี้มีคนมาอยู่ด้วยนะคะ 70 คนนะคะคนมาเข้าร่วมบทประจำเนี่ยร้อยกว่าคนนะคะมีกลุ่มเซลล์นะคะ 5 กลุ่มเราจะใช้เวลาออกไปเล่าเขาประเสริฐทุกเย็นด้วยนะคะ အဲနံပါတ်၁ဖျားခင်ကိုကျေးဇူးတင်ပါတယ်လို့နံပါတ်၂ကကျမတို့ကိုလေဖျားရဲ့ချစ်ချင်းမြတ်တာနဲ့ဖေးမပေးတယ်အားပေးပေးတယ်ချစ်ချင်းမြတ်တာနဲ့တိဆောက်ပေးတဲ့ CVC အသင်းတော်နဲ့တကွာကျမတို့ရဲ့ Pastor Pastor Wan Chai မော်နော်ကျမတို့အရင်မဲကျေးဇူးတင်ပါတယ်လို့ကျမတို့ဒီကိုရောက်တဲ့အခါမှာဘယ်သူမှဟိုပါလေဘယ်လိုပြောမလဲမိတ်ဆွေတွေပါလေအဲ့လောက်မရှိဘောနော်ဒါပေမဲ့ဖျားခင်ရဲ့ပို့ဆောင်ပေးခြင်းကြောင့်ဆရာတွေနဲ့တွေ့ရတယ်ဒီအတွက်ဖျားကိုအရင်မဲကျေးဇူးတင်တဲ့ CVC မှာရှိတဲ့အနော်အသင်းတော်ဟာနော်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ် ယ်ကျမတို့ကိုလက်ခံပေးတယ်ကြိုဆိုပေးတယ်အရန်ကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့လည်းကျမတို့နော်ခရစ်တော်ချီဆောင်လာမယ်နေ့တည်းအထိအတူတကွကျမတို့ဆုတောင်းပြီးတော့မှလက်တွဲပြီးတော့မှအမှုတော်မှာအတူတကွဆက်ပြီးတော့မှပါဝင်ရှင်ပါတယ်အာမိသားစုတွေအားလုံးအတွက်လည်းကျမတို့တတိယပြီးတော့မှအမြဲတမ်းဆုတောင်းနေပါတယ်လို့နော်နောက်ဆုံးတော့အချိန်ကာလအထိကျမတို့ဖခင်ဘုန်းတော်ကိုတာပြီးတည်ဆောင်တဲ့အသင်းတော်ဖြစ်ကြပါစို့လို့အနာဒီကနေပြီးတော့ပဲအာမြစ်တာစကားအာ ปรียบเชมาเลยต้องขอบพระคุณพระเจ้ามากที่ช่วยเหลือพวกเราด้วยความรัก แล้วก็ขอบพระคุณอาจารย์วันชัยและก็ครอบครัวของคริสตจักรแห่งนิมิตมากที่ต้อนรับพวกเราอย่างดี แล้วก็ดูแลช่วยเหลือพวกเราอย่างดีนะคะ อยากจะให้เราร่วมมือกัน แล้วก็ทำงานพันธกิจของพระเจ้าด้วยกันโดยการอธิษฐานเผื่อ ซึ่งกันและกันแล้วก็อธิษฐานเผื่อพันธกิจต่างๆ แล้วก็เล่าข่าวประเสริฐด้วยกันนานๆตลอดไปค่ะ